တော့လွေဦးမင်းအောင်လိုင်းဆိုပြီးတော့သူစောင်းမြောင်းပြောသွားကျွန်တော်နဲ့ပတ်သက်ပြီးပြောသွားတယ်အဲ့ဒီမပန်ဆဲလို့ဆိုတဲ့အမျိုးသမီးပါဝင်အချာအကောင့်သူနေတဲ့တိုက်ခတ်တိုက်ခတ်နေတဲ့အုပ်စုတွေမိမိမိသားစုအကျိုးစီးပွားကိုများများလုပ်နေတဲ့အုပ်စုအဲ့ဒါမင်းအောင်လိုင်းတော့အုပ်စုအဲ့ဒါနဲ့တူရင်ကျွန်တော်ကလွေဦးမင်းအောင်လိုင်းလို့ပြောကဲငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြန်လိုက်ရှာတိုင်းလုပ်ပေးသွားမှာကတော့ကဲဘာမှတော့ထွေထူးတော့မပြောတော့ပါဘူးဘုံကဘာပြောထားလဲဆိုတာလေးကိုကျွန်တော်ဘုံတုဒ္ဒအနေနဲ့လိမ့်ပြီးနားထောင်ကြည့်ကြမယ်နော်ဆိုတော့ကျွန်တော်ရိုင်းသွားတယ်လို့ဖြစ်တယ် တဲ့တဲ့လာပြောပါပုံမှန်လဲလဲလာဆွေးနွေးပါကဲဟုတ်ပြီဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်အချိန်တိုင်းဖိတ်ခေါ်ထားတယ်อืมအဲ့ဒီမှာအဲ့ဒီအမျိုးသမီးတော့မင်းကပို့တင်ထားတယ်ဒါပေမဲ့ဒီကတော့ဒီကတော့ဘုံကချမ်းလိုက်တာကတော့ pencil logo ပေါ့နော်ကဲဟုတ်ပြီ pencil logo ပါပြောထားလဲဆိုတာလေးကိုကျွန်တော်ဘုသူရနဲ့လည်းနားထောင်ကြည့်ကြမယ်နော်ကဲငွေချင်းများအားလုံးမင်္ဂလာပါဟေး တချိန်ဆိုရင်ကျွန်တော်အေးမလို့အဲတချိန်ဆိုအေးမလို့ဟုတ်တယ်ပထမတချိန်ကျွန်တော်လေးလူရှုပ်ပေးလိုက်တယ်အေးမကြည့်ဘူးသူအရင်တချိန်အဲ့လိုလောက်ဘူးတယ်အခုတချိန်ရှိနှစ်ချိန်မြောက်မှာကျွန်တော်အာခွန့်လို့ပေးလို့မရဘူးသိခံပေးလို့မရဘူးဟွန်းသိခံမပေးတာလည်းမဟုတ်ပါဘူးကျွန်တော်မရှင်းမဲနေလို့မပြောဘဲနေလို့မရဘူးရှင်းရမယ်ဆိုပြီးတော့ကျွန်တော်ရှင်းတာအဲ့ကဲရှင်းပြလိုက်ပြီနော်ကဲနောက်ထောင်ကြည့်ပါအသာဆုံးလိုက်နောက်ထောင်ကြည့်ပါဟုတ်ကျွန်တော်နေနဲ့စကားချမ်းသွားရဆိုရင်ပြည်သူတွေဟမ် တောင်းမှာမှာဟွန်းအဲ့မှာသူဟိုးတစ်ချိန်ကတော့ဟိုးတစ်ချိန်ကဘာလဲဆိုတော့ကျွန်တော်ကကျွန်တော်တို့တွေကနော်တော်လည်းရေးမှာခင်ဗျားတို့လည်းမနိုင်တော်မှန်းသိလို့ post post လေးတခုတင်လာခင်ဗျားတို့လည်းမနိုင်တော်မှန်းသိလို့ကျွန်တော်တို့ညီကိုမောင်နှမတွေကျိုးဝိုင်းပေါ်တက်ပြီးကူတာလို့ပြောတယ်အဲ့ဒီမှာသူကကူတယ်ဆိုတာဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ကူတာမဟုတ်ဘူးအလုံးကုတ္တဝံကိုယူနေကြတာဆိုပြီးစကားကိုကတ်တဲ့ပုံလေးတင်ကျွန်တော် နော်နော်ဘာဆိုလို့ကပို့တန်တာနော်အကူရလို့သုံးနေကျွန်တော်စကားကိုကျွန်တော်ကူရလို့သုံးတဲ့နေအကြောင်းကျွန်တော်ပြောပြอืมကျွန်တော်တို့ကသူတို့နိုင်ငံကြီးနိုင်ငံကြီးကိုအားကိုးခဲ့ရှင်းရှင်းပြောနောက်ကဝန်းရံရုံတော့ပဲအခုကဝန်းရံလို့မရဘူးထိတ်ထိတက်ပြီးတော့ဂျိုးဝိုင်းလိုက်ထိတက်ကူမရမှာမလို့ကျွန်တော်တို့ကူတယ်ကူတယ်ဆိုတဲ့စကားသုံးဝင်ရှိအဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုမှာပိုက်ဆံတော်လိုင်းကြီးကိုထောက်ပံ့နေတဲ့လူတွေအာကျွန်တော်ပိုက်ဆံတသိန်းတာဝန်ယူပါတယ် သိန်း100တာဝန်ယူပါတယ်သိန်း90တာဝန်ယူပါတယ်လို့ပဲသုံးကြမှာလေသိန်း90ကူပါတယ်သိန်း100ကူပါတယ်လို့ပြောနေကြတယ်ကူတယ်ဆိုတဲ့စကားကကျွန်တော်ဒီမှာသုံးလို့ရအပြန်လန်ကူနေကြလို့ကူတယ်လို့သုံးလို့ရှိတယ်အဲ့ဒီမှာကူတဲ့အကြောင်းကိုဘာညာဖွဲ့ဖွဲ့နဲ့နဲ့သူ post မှာရေးပြီးတော့ကျွန်တော်ຫນွေဦးမင်းအောင်လိုင်းဆိုပြီးတော့သူစောင်းမြောင်းပြောသွားနော်ပစလောကနေပြီးတော့ဘုံနကကိုຫນွေဦးမင်းအောင်လိုင်းဆိုပြီးတော့စောင်းမြောင်းပြီးပြောလိုက်တာဗောနော် ကျွန်တော်ကမြို့သူအကောင့်မှာရှိတာဘောနော်သူအကောင့်မှာတင်ထားတဲ့ဟာတွေကိုတွေ့ရသေးတဲ့သူတွေသွားကြည့်လို့ရပါတယ်ဖရပေါ်တို့ Telegram တော့မှာပတ်ဆက်လို့အကောင့်မှာဘောနော်တော်ရင်တဲ့ပဲပြောမှာစောင်းအောင်ပြောဖို့အခုကျွန်တော်တို့ NUG လုံးဝဘာမှမထုတ်ဘူး NUG ကိုသူတို့ချစ်တယ်ဆိုတာကမှသူတို့အကျိုးပါကောင်းပါလေကောင်ကျွန်တော်ကကျွန်တော်အကျိုးရှိရှိမရှိရှိ NUG ကိုလိုအပ်လိုက်အတက်ပေးပြီးကားကွယ် NUG မှန်မှန်ကန်ကန်လာရှိပါလေဒီနော်ကျွန်တော်ကအဲ့လိုဆုံးပြတ်ထားတယ် အဲ့ဒီမှာအဲ့ဒီတော့ကຫນွေဦးမင်း online လို့ပြောရင်ຫນွေဦးမင်း online ပြောတော့ຫນွေဦးမင်း online ဆိုတာမင်း online ဆိုတာပြည်သူကိုတနက်ကိုင်းပြီးအနိုင်ကျင့်တယ်နိုင်ငံအကျိုးပြည်သူအကျိုးကိုအကြောင်းပြပြီးတော့အဲ့ဒါကတပိုင်းသူစီးပွားရေးလောက်တာကတပိုင်းနော်နိုင်ငံအရေးပြည်သူအရေးအကြောင်းပြတာကအကြောင်းပြပေမဲ့အကျိုးစီးပွားကြည့်တာနည်းနည်းသူ့မိသားစုအကျိုးစီးပွားကြည့်တာကများများနိုင်ငံရေးလုပ်ရင်နဲ့စီးပွားဖြစ်သွားကြတဲ့လူမျိုးတွေ ြည်သူကိုအနိုင်ကျင့်နေတဲ့သူတွေပြည်သူကိုမင်းတို့ဘာမှမသိပါဘူးဆိုတဲ့အချိုးချိုးပြီးတော့အနိုင်ကျင့်နေတဲ့သူတွေပြောချင်ရပြောနေတဲ့သူတွေအဲ့ဒါမျိုးအဲ့ဒါမင်းအွန်လိုင်းတော့အုပ်စုနော်ဟုတ်နော်ပြည်သူဟောနော်သူတို့ဘာတွေလုတ်ပေးနေပါလဲဘလို့တိုးတက်အောင်လုတ်ပေးနေပါလဲဆိုပြီးဇကလုံးနေနဲ့ပဲပြောပြီးတော့ပြည်သူအချိုးစည်းပွားတဲ့သူတို့အချိုးစည်းပွားကိုပဲလုတ်သွားကြတဲ့အုပ်စုနိုင်ငံရေးတပိုင်းလုတ်ပြရင်းနဲ့မိမိမိသားစုအချိုးစည်းပွားကိုလုတ်နေတဲ့ မိမိမိသားစုအကျိုးစီးပွားကိုများများလုပ်နေတဲ့အုပ်စုအဲ့ဒါမင်းအွန်လိုင်းတော့အုပ်စုအဲ့ဒါနဲ့တူရင်ကျွန်တော်ကຫນွေဦးမင်းအွန်လိုင်းလို့ပြောဟုတ်အဲ့ဒါနဲ့တူလို့ရှင်မျိုးဟောင်းတော့လို့ပြောကျွန်တော်မှအဲ့ဒီချက်မရှိဘူးကျွန်တော်လက်လက်ကိုင်းပြီးအနိုင်ကျင့်နေတာရှိရင် data အချက်လက်နဲ့လာခဲ့ကျွန်တော်ဖိတ်ခေါ်ထားပြီးတာဟုတ်နော်ဒီသူကိုဟိုဒီသူအကျိုးစီးပွားဟာမင်းတို့ဘယ်လိုတိုးတက်တော့မင်းငါတို့လုပ်ပေးနေတာဘယ်လိုနေအရှင်ပြေတော့မယ်လို့လိန်ညာပြီးတော့ ပြည်သူအကျိုးနိုင်ငံအကျိုးကနည်းနည်းနဲ့မိသားစုအကျိုးစီးပွားကအများများလုပ်နေတဲ့ကောင်လည်းမဟုတ်ဘူးကြည်ဟုတ်ရနော်တတယ်လေးပြောကျွန်တော်အဲ့တော့နှွေးမင်းအောင်လိုင်းနဲ့နိုင်နေတချို့တွေဒေါသထွက်ကြမထွက်နဲ့ကျွန်တော်လေးလူရှုထားလိုက်တယ်ဒါပေမဲ့နောက်တစ်ချိန်ဆိုရင်တော့ကျွန်တော်အဲ့ဒီကိစ္စပြင်ရှင်းမယ်ဟွန်းဒါတော့ဟိုကတော့ပြောပြရင်ပဲပေါ့နော်ဟုတ်ပြည်သူတွေကိုပြောတယ်ရိုင်းရိုင်းဆိုင်ဆိုင်သွားမပြောနဲ့အကျင့်ပါနော် တိုင်းတိုင်းဆိုင်ဆိုင်အာဘော်တွေနဲ့အရသာခံတတ်တဲ့အလေးအကျင့်စိုးတွေထွန်းကားနေတဲ့တိုင်းပြည်မို့လို့လားအဲ့ဒါတွေကိုဘာမှမဖြစ်ဘူးထင်တယ်ဒါတွေကဆက်စရာလည်းကောင်းတယ်ညွန်စရာလည်းကောင်းတယ်ကျွန်တော်အားပေးတဲ့ပြည်သူတွေဝန်ရံတဲ့ပြည်သူတွေကိုကျွန်တော်ခဏခဏတောင်းပန်တယ်အခုလည်းမေတ္တာရက်ခံတယ်အကျင့်တွေပြောင်းပါဟွန်းနော်ဆဲတာဆိုတာပွဲစီတဲ့ဒီနိုင်ငံမှာအဲ့ဒါတွေကိုလိုက်မတုပါနဲ့ဘာလဲမဆဲပါနဲ့ပြောစရာရှိရင်ကျွန်တော်တဲ့တဲ့ပြောမယ်လိုအပ်လာတဲ့အချိန်ကျွန်တော်အနည်းငယ်ကျွန်တော်အဖွဲ့ ကျွန်တော်ဝင်းရံသူတွေကျွန်တော်ပြည်သူတွေကိုကျွန်တော်အမြဲတမ်းပြောပါအခုလဲလာပြီနော်အော်ခုနကစကားကိုကျွန်တော်ပြောပြကျွန်တော်မိသားစုတွေပညာတတ်တွေဘွဲ့ရတယ်ကြီးပဲနေစဉ်ကနေစားကျင်ရစားသူတို့ဘာသာပြည်သူနဲ့တသားတည်းကျွန်တော်ပြစ်ထားတယ်ဘယ်နိုင်ငံသားမှမပို့ဘူးကျွန်တော်ပြည်သူတွေကငွေလိမ်ပြီးတော့နော်အို့လို့ရတယ်ရှင်းရှင်းပြောတယ်နော်နော်နော် ျွန်တော်မှတားရှိတယ်မျိုးသမီးလည်းရှိတယ်ဒီမျိုးသူနဲ့ကိုနဲ့ဟိုအစောပိုင်းကလေးလမ်းခွဲသွားခဲ့ထားတော့အချာအကြောင်းရာတွေရှိသေးတယ်ဒါအပြည့်ဆုံးဟုတ်ဒူဒီလူကားတွေကဝင်လာပြီးမှသူမိသားစုနဲ့သူမိမနဲ့လမ်းခွဲလိုက်တာပေါ့နော်ပြီးမှဒီလူကားတွေဝင်လာတာအဲ့လိုမျိုးပြောပြနေလို့လည်းမရတော့ဟုတ်ကျွန်တော်မိသားစုတွေကျွန်တော်ဇနီးမယားတိပညာတတ်ဖဲဟုတ်ကျွန်တော်ဇနီးမယားလည်းပညာတတ်ဖဲနော် တော်လိုင်းမှာသဘောထားမတိုက်ဆိုင်လို့ပြောတာကျွန်တော်ကိုကြိုးစီပါချင်းဟုတ်ပြီနိုင်မခဏလေးဆောင်အောင်ငါဒုက္ခမရောက်စေရအောင်ဟွန်းဒုက္ခကြောက်လို့ငါနဲ့ကွဲသွားတာမျိုးတော့မလောက်ပါနဲ့အာနေတော့အဆင်ပြေအောင်ငါနိုင်ငံခြားပို့မယ်နော်အဲ့ဒီမှာလောက်ကန်စားကြလို့လည်းမပြောမကြိုက်ရင်တော့အဲ့ဒီအနစ်နာတွေအဲ့ဒီဒုက္ခတွေမခံနိုင်ရင်တော့ဒီကနေ့မှငါသားသမီးငါမိသားစုတဲ့ဤသူအများအမျက်နာတဲ့ဘယ်သူမှပို့မကြည့်ဘူးဟုတ်နော်အဲ့စကားတော့ခေါင်းချိုက်ရောအင်းကမိသားစုအဖေအမေရောမောင်နှမတွေရောပြက်ပြက်ပြောပြီးထွက်လာခဲ့ ဒါနဲ့မယားကိုလည်းအဲ့ဒီတိုင်းပြောပြီးတော့ကျွန်တော်ထားခဲ့။အာအဲ့ဒီကကိုယ်ရောတာပေါ့နော်။ဒီကနေ့ဒီဘယ်မှမပို့။ဟွန်းနိုင်ငံရေးမှာအကျိုးစီးပွားတဝက်နဲ့လုပ်နေတဲ့ကောင်းမဟုတ်ကျွန်တော်ကຫນွေဥမင်းအွန်လိုင်းလို့ပြောခံရ။တနေ့နဲ့နိုင်ကျင်တာရှိရင်လည်းဒီကနေ့ဒီအားလုံးကိုခေါ်ထားတယ်ကျွန်တော်တာဝန်ယူမယ်တာဝန်ခံမယ်ကျွန်တော်အမိတ်နဲ့ပြည်သူကိုနိုင်ကျင်တာတစ်ခုရှိရင်လာခဲ့ကျွန်တော်တာဝန်ခံမယ်လို့ပြောထားပြီလား။နော်ဒေါ်လာရေးအကျိုးစီးပွားကိုကြည့်လို့ မပြောပါဘူးလို့လည်းပြောသေးတယ်ဒါတွေနဲ့လိုက်ပြီးပုံဖြတ်နေအမှန်ကဒေါ်လာရဲ့အကျိုးစီးပွားကိုကြည့်လို့နော်ငါတို့ကအောင်းထားတာလို့ပြောနေတာကချက်ချင်းပြောရင်အဲ့လိုထိုးချခြင်းပဲခိုင်လုံတဲ့ data အချက်အလက်မရှိတဲ့အခါကျတော့အချက်လက်မလို့တဲ့ပြောစကားကိုသုံးပြီးထိုးချတာ။ဟွန်းကျွန်တော်ကအဲ့လောက်မအားဘူးကျွန်တော်ကလေးလေးမဟုတ်ကျွန်တော်နိုင်ငံရေးသမားလူလိန်နေနေရောအရက်မှာလူလိန်လူညာတွေမာယာသမားနေနေရောကျွန်တော်အများကြီးတွေ့ခဲ့ပြီ ဟိုမှာသူများနိုင်ငံမှာတွားပြီးတော့ကုမ္ပဏီမှာအထိကျွန်တော်တော့မန်နေဂျာရာဒူးနဲ့အလုပ်လုပ်ခဲ့ဘူးတဲ့လူတွေအများကြီးနဲ့ကျွန်တော်တွေ့ဘူးတဲ့နော် NGO မှာလည်းလုပ်ခဲ့ဘူးတဲ့အရက်မှာလည်းစီးမဲ့ကမ်းမဲ့ဘဝတွေနဲ့လည်းကျွန်တော်ကျင်းလည်ဘူးတဲ့ဟွန်းဘယ်သူကဘာပြောရင်ဘာဆိုတာတိတယ်အမှန်ကဒေါ်လာအေးရဲ့မျက်နှာကိုထောင့်နေလို့ နော်လူတို့ယုံကြည်မှုတွေပြတ်သွားမှာဆိုလို့တော်လိုင်းပဲ့သွားမှာဆိုလို့ငါတို့ကမပြောသေးတာမပြောသေးတာနဲ့အကောင့်တွေနဲ့အုပ်စုဖွဲ့ပြီးတော့တိုက်ခိုက်နေတာကတော်လိုင်းရဲ့ကျိုးစီးပွားကြည့်လို့မဟုတ်ဘူးငါတို့ကျိုးစီးပွားကိုထိနေမဲ့စကားတွေဒီကောင်ပြောနေလို့ဒီကောင်ကိုထိုးချခြင်းနဲ့ထိုးချစရာခိုင်လုံတဲ့ဒေတာအချက်လက်ကလည်းမရှိတော့တော်လိုင်းရဲ့မျက်နှာကိုထောက်လို့မပြောတာပါဖုံးတာလားတော်လိုင်းရဲ့ပြီးရင်တွေ့ကြမယ်ဆိုတာမျိုးတွေနဲ့စကားလုံးနေနဲ့ပြောပြောပြီးတော့နော်ဟောနော်ထိုးချခြင်းနေကြတယ် ဲ့ဒီအဲဒီ theme အဲ့ဒီအမျိုးသမီးလဲဘာကောင်းပါလိမ့်ဟွန်းရှင်းရှင်းပြောရင်ကျွန်တော်တို့အစိုးရအမှလဲလိုအပ်လာရင်သတင်းတုံ့ပြန်ဖို့နော်သတင်းစုဆောင်ဖို့သူ့မှာလဲတာဝန်ပေးထားတဲ့နော်စစ်ကောင်စီလိုပဲဝယ်ထားတဲ့အဖွဲ့ရှိရင်ရှိလိမ့်အဲ့ဒီအမျိုးသမီးအဲ့ဒီ theme ပါခြင်းလဲပါနေလိမ့်ကျန်တဲ့အကောင့်တူတွေနော်ကျွန်တော်ကဖိတ်တယ်ပဲဖိတ်ခေါ်ပါတယ်အားလုံးကိုခဏခဏလဲဖိတ်ခေါ်တာ ကျွန်တော်နဲ့ပတ်သက်ပြီးတော့ဒေတာအချက်လက်တွေကြိုင်ပြီးတော့စကားပြောရမယ်ဆိုရင်အခုကျွန်တော်နဲ့ပတ်သက်ပြီးပြောသွားတယ်အဲ့ဒီမပန်ဆဲလို့ဆိုတဲ့အမျိုးသမီးအပါဝင်အခြားအကောင့်တူနေတဲ့တိုက်ခတ်တိုက်ခတ်နေတဲ့အုပ်စုတွေရောအခြားအဖွဲ့တွေရောပုဂ္ဂိုလ်တွေရောလူလူကိုကိုစားပြုနိုင်တဲ့လူတွေနော်ကြိုက်တလောက်ကြိုက်တလောက်ကျွန်တော်တို့တက်လာခဲ့ပါကျွန်တော်တယောက်ချင်းဖြစ်ရှင်းမယ်ဟုတ်နော်ပါပလစ်မှာရင်ရင်ကြီးကြီးပဲကျွန်တော်တို့စကားပြောရအောင် ဲ့ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะဒီဗီဒီယိုလည်းအစားဆုံးချစ်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်